်မင်္ဂလာပါရှင်ခိတိတဲ့တင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့တာပေါင်းမျိုးတွင်အေအေထိုးစစ်ကိုခုခံနေသောစစ်တပ်ထံသို့ရိတ်ခါသွားပို့ရင်းစနိုက်ပါထိမှန်သည့်ဆုံးခဲ့သောဒူရဲမှုဝင်းနိုင်ဦးကိုတဆင့်တိုးရဲမှုရာတို့ဖြင့်ရဲသူရာတစိုက်မင်းအောင်လိုင်းပေးအံတေဆုံးသူစစ်ရာရှိများနဲ့ရဲများကိုသူရဲကောင်တစိုက်နှင့်ရဲသူရာတစိုက်များပေးအပ်တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။အေယာဝတီတိုင်းတာပေါင်းမြို့တွင်အေအေထိုးစစ်ကိုခုခံနေသောစစ်တပ်ထံသို့ရိတ်ခါသွားပို့ရင်းစနိုက်ပါထိမှန်သိဆုံးခဲ့သောဒူရဲမှုဂွင်းနိုင်ဦးကိုတဆင်တိုးရဲမှုရာထူးဖြင့်ရဲတူရာတစိမ့်မင်းအောင်လိုင်းပေးအပ်ကြောင်းရဲအတိုင်းဝိုင်းကသတင်းဌာနကိုပြောကြားပါတယ်။ယခုနှစ်ဇန်နဝါရီလ28ရက်နေ့တာပေါင်းမြို့နယ်မြို့မရဲစခန်းဒူရဲမှုဂွင်းနိုင်ဦးသည်တစ်ဖြူကျေးရွာအုပ်စုရှိစစ်ထက်စခန်းအတွင်ရိတ်ခါပို့ရန်သွားရောက်စဉ်အေအေကစနိုက်ပါဖြင့်ပစ်ခတ်သည်ဖြင့်ပွဲချင်းပြီးတေဆုံသွားကြောင်းတာပေါင်းမြို့နယ်အတွင်တွင် အေအေတက်တချို့ရောက်ရှိလာချိန်၎င်းကတစ်ဖြူကျေးရွာစစ်တပ်စခန်းအတွက်ရေခါပို့ရန်တာယာဝတီတိုင်းရဲတပ်ဖွဲ့မှရဲမှူးကြီးတင်စော်ထွန်းဤခိုင်းစေချက်အရတာပေါင်းမျိုးနယ်မြို့မရဲစခန်းမှဒူရဲမှုဝင်းနိုင်ဦးကသွားရောက်ရိတ်ခါပို့ခဲ့စဉ်ပြစ်ခတ်ခံရကတေဆုံးခဲ့ခြင်းဖြစ်ပါတယ်။တာပေါင်းမျိုးမရဲစခန်းမှဒူရဲမှုဝင်းနိုင်ဦးကအေအေစနိုက်ပါဖြစ်လို့တည်သွားတာ တက်စခန်းအတွက်သူကရိတ်ခါသွားဖို့တာတာပေါင်းမှာအခုတော့ရဲသူရဲကောင်တစ်စိတ်ဖြစ်တဲ့ရဲသူရာတစ်စိတ်ချင်းမြင့်တယ်ဆိုပြီးဒီနေ့သတင်းစာထဲမှာပါတယ်ဟုရဲတိုင်းဝိုင်းကပြောဆိုပါတယ်။ယနေ့ကြားရောက်သည့်အမျိုးသားနေအထိတ်အမှတ်မင်းအောင်လိုင်းကနေပယ်အစုံမှပုံကူများကိုဖွေများပေးအပ်ရာစစ်တပ်အတွက်စစ်တပ်ရင်တည်ဆုံခဲ့သောစစ်သားရဲနှင့်အရာရှိများကိုစစ်သူရဲကောင်နှင့်ရဲသူရဲကောင်တစ်စိတ်များချင်းမြင့်ကြောင်းယနေ့ထုတ်စစ်တပ်၏ဝါဒဖြန့်သတင်းစာများတွင်ဖော်ပြထားပါတယ်။ ဆက်လက်ပြီးမောရောင်မျိုးသိန်းတိုက်ပွဲတွင်မြို့မရဲစခန်းနှင့်လာဝကခိညာလုံချုံရေးခိတ်စခန်းများကိုတော်လှန်ရေးတပ်များကသိမ်းယူလိုက်ပြီးနေရအများစုကိုထိန်းချုပ်စစ်တပ်မှစစ်သားအများအပြားထိုင်းဘက်သို့ထွက်ပြေးပြီးထိုင်းစစ်တပ်ထံသို့လက်နက်20ကျော်အနှံခိုးလုံနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောရောင်မျိုးပေါ်တွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များအကြားတိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မောရောင် မြို့မရဲစခန်းနဲ့လာဝကလုံခြုံရေးကိန်းများကိုဒေါ်လာရေးတက်များကတင်ယူလိုက်ကြောင်းဒေါ်လာရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ10ရက်နေ့မှစတင်ပြီးစစ်တပ်ကမောရာမြို့နဲ့ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုမင်းမြေစိုးမိုးမှုပြန်လည်ရရှိရေးစစ်ကြောင်းထိုးလာကြောင်းထို့သောစစ်ကြောင်းထိုးလာမှုအတွင် KNLA ဦးဆောင်သောတော်လန်ရေးတပ်များနှင့်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မြို့ပေါ်အထိပါတိုက်ပွဲများကူးစက်ခဲ့ကြောင်း နိုဝင်ဘာလ17ရက်နေ့နဲ့နိုဝင်ဘာလ12ရက်နေ့တို့တွင်တော်လန်ရေးတပ်များကမောရောင်မျိုးပေါ်ရှိ မျိုးမရဲစခန်းလုံးုံရေးခင်ညာလာဝကခင်ညာကိုတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရပါတယ်။သူတို့စစ်ကြောင်းထိုးရာကနေတိုက်ပွဲကမျိုးသိမ်းတိုက်ပွဲပုံစံပြောင်းသွားတာအခုမျိုးပတ်ဝန်းကျင်တစ်ခုလုံးကိုတော်လန်ရေးတပ်တွေထိန်းထားတယ်။မျိုးပေါ်မှာလည်းပြည်သူတွေမရှိတော့ဘူးစစ်ခွေးတွေလည်းပိတ်မိနေတာတွေရှိတယ်။နေမြေစုံမမှုကတော်လန်ရေးတပ်တွေဘက်ကစုံမထားတဲ့ဟုတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ မောရောင်မျိုးပေါ်တွင်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မျိုးပေါ်မှစစ်သားတချို့ကနေဆက်ဘက်သို့ဆုတ်ခွာလာပြီးယနေ့နိုဝင်ဘာလ14ရက်နေ့နနက်3နာရီအချိန်စစ်သား30နီးပါးမှထိုင်းဘက်သို့ခိုလုံလာကြောင်းထိုင်းစစ်တပ်ကမြန်မာစစ်သားများထံမှလက်နက်20ကျော်ကိုသိမ်းယူလိုက်ကြောင်းရင်းဖြစ်စဉ်ကိုစစ်ပေးရှောင်များကတွေ့ရှိဓာတ်ပုံများရိုက်ကူးရာထိုင်းစစ်တပ်ကဓာတ်ပုံနှင့်ဗီဒီယိုများကိုပြန်လည်ဖြတ်ခိုင်းခဲ့ကြောင်းသိရပါသည်စစ်ပေးရှောင်တွေကိုလည်းထိုင်းဘက်ကအခုယာယီထိုင်းနိုင်ငံတွေဝင်ကွင်ပေးတယ် စစ်ခွေးတွေလည်းမြို့ပေါ်ကနေစုလာတာစုစုပေါင်း30ကျော်တယ်။လက်နက်20ကျော်ကိုထိုင်းစစ်တပ်ကိုအပ်တယ်။အဲ့ဒါမနဲ့အစောကြီးဆိုတော့စစ်ပေးဆောင်တွေကလည်းသွားပြီးမှတ်တမ်းယူကြတာ။ထိုင်းစစ်တပ်ကအကုန်ဖျက်ခိုင်းပါတယ်။ဒီလာသူတွေအပြောအရတော့မြို့ပေါ်မှာစစ်ခွေးတွေအကုန်စုခွာကုန်ပြီဟုထိုင်းမြန်မာနယ်စပ်တွင်ခိုးလုံရောက်ရှိနေသောစစ်ပေးဆောင်တအူကရှင်းပြပါတယ်။ လက်ရှိတွင်ထိုင်းမြန်မာနယ်စပ်သို့မောရမျိုးမှပြည်သူ၃000တိပါစေဘေးရှောင်ရောက်ရှိနေပြီးစာနယ်ရိခာစေဝါနှင့်အမိုးအကာများလိုအပ်နေကြောင်းစေဘေးရှောင်ပြည်သူများတွင်တက်ကြီးရွယ်အိုများကလီငယ်များကိုဝင်ဆောင်မိခင်များအများအပြားပါဝင်ကြောင်းသိရှိရပါသည်လက်တလုံးစစ်တပ်ကမောရမျိုးမကြစေရည်အတွက်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်အဟုန်မြှင့်နေပြီးမောရမျိုးကိုလေရင်ဖြင့်ဖုံးကျဲနေကြောင်းထို့ကြောင့်မောရောင်မျိုးပေါ်မှဈေးအပါဝင်ပြည်သူလူထု၏နေအိမ်များမိလောင်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်းပြည်သူများထံမှသိရပါသည် ဆက်လက်ပြီးမင်္ဂလာတောင်ဝါရလက်တော်တိုက်ရက်ကွယ်အုပ်ချုပ်ရေးမှုဦးအေးမြင့်တဲ့အဖွဲ့ကနေအိမ်မော်တက်၍လူငယ်များကိုကွတ်တာဆွဲဖမ်းစီ၆၀တွင်အလုတ်သွားလုတ်သည့်လူငယ်ရှစ်ဦးကိုထွေအုံနှင့်စစ်တပ်ကခေးချဖမ်းစီပြီးစစ်မှုရန်တင်းနှံချောင်းပို့မည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းမင်္ဂလာတောင်မြို့နယ်ဝါရလက်တော်တိုက်ရက်ကွက်တွင်အစည်းအဝေးစစ်မှုဆိုကရက်ကွက်အုပ်ချုပ်ရေးမှုဦးအေးမြင့်နှင့်ယာအိမ်မှုများကလူငယ်များကိုနေအိမ်မော်တိတက်ပြီး ဖန်စီပေါ်တာဆွဲမှုများလှုပ်ဆောင်နေကြောင်းဖန်စီခံရသောလူငယ်တချို့၏ဆွေးမျိုးသားခြင်းများကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ9ရက်နေ့ည7:00နာရီဝန်းကျင်အချိန်ဝါယာလက်တော်တိုက်ရက်ွက်အတွင်အေဇရင်စစ်မြေဟုဆိုပြီးရက်ွက်အုပ်ချုပ်ရေးမှုအေးမြင့်တဲ့အဖွဲ့ကလူငယ်များကိုနေအိမ်ပေါ်တိုက်၍ပေါ်တာဆွဲဖန်စီကြောင်းရှင်းအောင် စစ်ဆေးမြေဟုဆိုကရက်ွက်ရုံးသို့ခေါ်သွားပြီးနောက်တနေ့နေ့ပိုင်းတွင်စစ်မှုထမ်းစုဆောင်ရေးတပ်များသို့ပို့ဆောင်ကြောင်းသိရပါရယ်။ အုပ်ကြီးကသူနဲ့မတည့်တဲ့အိမ်၊သူနဲ့အဆင်မပြေတဲ့အိမ်တွေကိုအဲဆင်းဆိုပြီးလူငယ်တွေကိုတပ်ဖန်တာပြီးတော့စင်မီးစရာရှိလို့ဆိုပြီးနောက်နေ့စစ်မှုထမ်းတင်တန်းချောင်းပို့တာပဲဖန်ခံရတဲ့လူငယ်တွေရဲ့မိသားစုဝင်တွေကနောက်ကနေလိုက်ထုတ်ဖို့လုပ်တော့လေအဆက်အသွယ်မခံပဲစစ်သေးပို့တယ်ဟုရက်ကွက်နေပြည်သူတို့ကသတင်းဌာနကိုပြောပါတယ် ရှမ်းပြည်မင်္ဂလာတုံမြို့နယ်ဝါယာလက်တောတိုက်ဓမ္မရိပ်သာရပ်ကွက်အုပ်ချုပ်ရေးမှုဦးအေးမြင့်နှင့်အဖွဲ့ကစစ်မှုရန်တပ်သားများလုံလောက်စွာရရှိသွားချိန်တွင်လူငယ်များကိုဖမ်းဆီး၍တအုပ်လျင်ငွေကျပ်30ဖြင့်ရွှေခိုင်းကြောင်းလာမရွေးနိုင်သောလူငယ်များကိုအခြားသောရပ်ကွက်များထံသို့စစ်မှုရန်လူစားထိုးအဖြစ်တအုပ်လျင်ငွေကျပ်30ဖြင့်ရောင်းချကြောင်းသိရပါသည် အလားတူမန္တလေးတိုင်းကျောက်ဆယ်မြို့နယ်တန်ရွာတိုက်နယ်တွင်လည်းအလုသွားသည့်လူငယ်ရှစ်ဦးကိုမြို့နယ်ထွေးအုပ်နှင့်စစ်တပ်ကဂိတ်ချဖမ်းဆီးသွားပြီးစစ်မှုထမ်းတင်နန်းချောင်းပို့ရန်ဖမ်းဆီးချုပ်နှောင်ထားကြောင်းဖမ်းဆီးခံရသောလူငယ်များ၏မိဘဆွေမျိုးများကသတင်းဌာနကိုပြောကြားပါသည်။နိုဝင်ဘာလ12ရက်နေ့ကျောက်ဆယ်မြို့နယ်တန်ရွာတိုက်နယ်မှလူငယ်များဖြစ်ကြသည့်မောင်တန့်စင်အောင်မောင်တက်ထွန်းအောင်မောင်ထွန်းထွန်းမောင်ဝေရံမိုးတို့အပါအဝင်လူငယ်၄ဦးနှင့်အနောက်ငယ်တို့ရွာမှမောင်ဆိုင်မြင့်ခမ်းမောင်စင်မျိုးတန်မောင်မျိုးကျော်ခအာရှတို့ပါဝင်သော လူငယ်၃ဦးနဲ့အင်းရောင်ချေးရွာမှမောင်တပ်ဦးမြင့်ကြီးအပါဝင်စုစုပေါင်းလူငယ်၈ဦးကိုအလုသွားစဉ်နှစ်နှစ်ပိုင်း60မြို့နဲ့ထွေအုံနှင့်စစ်တပ်ကလမ်းကိတ်ချပြီးဖမ်းဆီးသွားကြောင်းအဆိုပါလူငယ်ရှစ်ဦးလုံးကိုစစ်မှုရန်အဖြစ်အပတ်စဉ်၁၉တို့ဖို့ဆောင်ရန်ဖမ်းဆီးချုံနောင်ထားကြောင်းသိရပါတယ်။မိဘတွေအားလုံးစိုးရိမ်ပူပန်နေပါတယ်။လူငယ်တွေအားလုံးကိုကြောက်စဲထွေအုံယုံအတွင်ဖမ်းဆီးချုံနောင်ထားပါတယ်။နိုဝင်ဘာလ၁၄ရက်နေ့မှာဒီနေ့မှာစစ်မှုရန်တင်နန်းချောင်းကိုပို့ဆောင်မယ်လို့သိရပါတယ်။ ကိုညီကယ်ဆယ်ပေးကြပါအောင်လို့လူငယ်တဦးမိခင်ဖြစ်သူကပြောဆိုပါတယ်စစ်တပ်က2024ခုနှစ်မေလမှစတင်ပြီးစစ်မှုရန်တင်နန်းများကိုလဆင်ဖွင့်လှစ်ခဲ့ပြီးယခုအခါစစ်မှုရန်တင်နန်းအဖက်စင်16တို့ရောက်ရှိနေပြီဖြစ်ပါတယ်ဆလပီရန်ကုန်အမြလန်းမိုင်းတိုင်း239ရှိစစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား2ဦးသေဆုံးပြီးဗိုလ်တအူးထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် နေပြီးတော့တကုံမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်း239ရှိအကြံဖတ်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားနှစ်ဦးသေဆုံးပြီးဗိုလ်တအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF တကုံ Battalion A03 မှတရင်မှုရဲဘော်ရမုံကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ17ရက်နေ့ည9:45မိနစ်ခန့်တွင်တကုံမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်းအမှတ်239ရှိအကြံဖတ်စစ်တပ်ဤလေကဒရာဂိတ်စခန်းကိုနေပြီးတော့တက်ကုံ PDF တရင်အမှတ်803မှာဒေါ်လာရေးတက်ဖွဲ့များကအဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ ထိုထိတွေ့တိုက်ပွဲသည်မိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်တပ်ဘက်မှ2ဦးသေဆုံးကဗိုလ်တအုပ်ထိခိုက်ဒဏ်ရာရရှိပြီးစေယုံတင်ထားရကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရဲရဲဘော်များထိခိုက်မှုပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။စစ်ခွေးအင်အားက15ရောက်လောက်ရှိမိန်ဂိတ်စခန်းအသေးပေါင်းစစ်ခွေးသေးစီရင်ထတ်တိုးသေးဆုံးနာမျိုးမကြမိဘူး။ကျွန်တော်တို့ကတော့နေပြီးတော့တိုင်းစစ်ဌာနတွေဖြစ်လို့နေပြီးတော့အဝင်းဝိုင်းကိုပျောက်ကြားတိုက်ခိုက်ဖို့အမြဲကြိုးစားနေပါပါဟု PDF တက်ကုံ Battalion 803မှတိုက်ရင်မှုရဲဘော်ရာမွန်ကပြောဆိုပါတယ်။ ထိုးထိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအမြန်လန်းအနောက်ဘက်ခြမ်းကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေပြီးကျေးရွာနေပြည်သူများစစ်ရေးတပ်ဖြင့်တွာလာနေထိုင်ကြရန်တရင်မှုရဲဘော်ရာမွန်ကဆက်လက်ပြောဆိုပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။